ဒီနေ့အတွက်ကတော့မနှက်စာနံပြ၃တွေနှုတ်စားတာကို ပြမယ်เนาะဒါကနံပြကိုရင်တွင်ဖြောထားတာပါဖြောထားတာကြာသွားရင်ကတ်တဲ့အတွက်ကြောင့်မလို့ရင်တွင်နောက်တစ်ခေါက်ပြန်ဖြောပြပါเนาะဒါကမကြီးသီးကိုရင်တွင်စိန်ထားတာပါရင်တွင်စိန်ထားပြီးတအောင်ကြာရင်စုံလေးနဲ့အရင်ဆုံးအဲ့လိုလေးမှွေပေးမယ်ပေါ့เนาะအရသာအတွက်ဓာတ်ရှိတွေနည်းနည်းထည့်ပေးလို့ရပါတယ်ပြီးသွားရင်တော့ငဖယ်ချက်တွေပါထည့်တော့ပါမယ်ငဖယ်ချက်ကိုဒါကြော်ထားတာပေါ့เนาะနှစ်ခုလောက်ထည့်တော့ပါမယ် ပကံလေးတဲကိုခောက်ဆွဲထည့်မယ်ငပယ်ချင်းလေးစိတ်ကြိုက်နှီးမယ်မဟုတ်ရင်လည်းညှက်မယ်ပေါ့နော်ပြီးရင်ပဲမုံလေးထည့်ပါမယ်ပြီးရင်တော့စီရင်ချက်ဖက်ကလေးထည့်ပါမယ်နှစ်မျိုးတုပ်ပြမယ်ပေါ့နော်ဒါကစီချက်ဖက်ပဲထည့်ပြီးတော့အမ်စီနေနေနဲ့တုပ်တဲ့ဟာပေါ့နော်ငံပြာရည်လေးထည့်ပါမယ်ပြီးရင်တော့မကြီးသီးကိုပျော့သွားအောင်လို့လမ်းနဲ့ပဲတခါလေခြေပြီးတော့လုပ်ပါမယ်ပြီးရင်မကြီးရည်လေးနည်းနည်းလေးထည့်ပါမယ်ပြီးရင်တော့ငရုတ်သီးစင်းငရုတ်သီးလေးပေါ့နော်နည်းနည်းလေးထည့်ပါမယ် ဲ့ဒါကအဖေအတွက်တုတ်ပေးတာပါအဖေဆိုတော့ငွေယူသီးကပါလဲဆိုယုံလေးပဲထင်မြင်ပေါ့နော်ဒါကတော့တုတ်ပြီးရဲ့အနေထားလေးပါ နောက်တစ်ပွဲကတော့ကိုကိုတိုင်းစားဖို့အတွက်တုတ်ပြပေးမှာဖြစ်ပါတယ်ခောက်ဆွဲထဲမဲ့ငဖဲချစ်ထဲမဲ့ပြီးရင်တော့ဒီမှာကပဲမုံအရင်ကြိုက်တဲ့အတွက်ကြောင့်မလို့ပဲမုံကိုမြန်မြန်လေးထည့်ပါမယ်ပဲမုံမြန်မြန်ထည့်တဲ့အတွက်ကြောင့်မလို့စီချက်လိုလားဆိုတော့အရင်နဲ့မလို့ပေါ့နော်ငွေယူသီးလေးလည်းမြန်မြန်ထည့်ပါမယ်စီချက်အစားမကြီးရေကိုပို့ပြီးတော့ um ကြိုက်တဲ့အတွက်ကြောင့်မလို့မကြီးရင်လေးထည့်ပြီးတုတ်ပါမယ်ပြီးရင်ကပြရင်လေးထည့်ပါမယ်ပြီးရင်စီချက်ကို အဖက်ပါရုံလောက်ပဲထည့်ပါမယ်ပေါ့နော်ပြီးရင်နေပါမယ်နေပြီးတော့ရင်တော့ဒီလိုမျိုးစားချင်းစရာလေးဖြစ်သွားပြီပေါ့နော်ပြောင်းနေတော့တည်ယူလာပါပြီအရန်စားလို့ကောင်းပါရဲ့နှံ့သွားနေပါမယ်အရန်လည်းမှွေရပေါ့နော်ဒါကတော့နေပြီးရဲ့အနေထားလေးပါအားလုံးပဲဒီလိုမျိုးလိုက်လို့စားကြည့်လို့ရပါရဲ့ကျေးဇူးများကြီးတင်ပါတယ်